နော်ဖုံးရထားတဲ့ဇလန်းတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပြီးတဲ့နောက်လွှမ်းပိုင်ကိုတိတိတသာရှောင်နေခဲ့တဲ့တရုတ်ဆောင်နှန်းစုရီဆိုမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်နှန်းစုရီဆိုနဲ့လွှမ်းပိုင်တို့နှစ်ယောက်ကတော့နှစ်ဦးသားကန်ဆက်ကြတယ်လို့ဆိုကကြောင်ညာရီလက်ခံရိုက်ကူတာတွေနိုင်ငံသားကိုအတူတူခရီးထွက်ပြီးတော့ရှောင်လေကြတာတွေပွဲတွေတိုင်းမှာအများအားအတူတူတပူးတည်းရှိခဲ့တာတွေကြောင့်ကန်ဆက်တယ်ဆိုတာထက်ပိုတဲ့ရင်းနှီးမှုတွေရှိနေတယ်လို့ပရိသတ်တွေကခံမှန်းခဲ့ကြတာဖြစ်ပါတယ် ဆိုတော်လမ်းပိုင်ကတော့နိုင်ငံကျော်အဆိုတော်တရားမဖြစ်ခင်အန်ဒါဂရောင်းမှာခဲကအဆိုတော်ပေါ်ပြီးဆောက်ရှာတဲ့အချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီးနှစ်ဦးသားတူတူတည်ဆိုကြတဲ့ခုံလိုက်ဆိုတဲ့တခြင်းလေးကြောင့်လည်းပြည်သက်တွေကပို့ပြီးတော့တတိထားမိခဲ့ကြတာဖြစ်ပါတယ်လမ်းပိုင်နဲ့ဘော်ဘီဆောက်စားတို့နှစ်ယောက်ဟာချက်သူတက်တန်း73နှစ်ကျော်ကြာတဲ့အတိလက်တွဲလာပြီးတဲ့နောက်တတရလူရဲ့ဖြစ်နော်ဘောရဲ့ထားကဝင်လာခဲ့တာကြောင့်လမ်းခွဲပြတ်ဆဲခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့နော်ဖောင်းရဲ့ဌာနဲ့လွှမ်းပိုင်ရဲ့ကိစ္စကိုအားလုံးကမယိမိခဲ့ကြပေမဲ့ပြီးခဲ့တဲ့လပိုင်းအတွင်းမှာမှအဆိုတော်လွှမ်းပိုင်ကဘော်ဘီဆောက်ဆာနဲ့သူနဲ့နှစ်ယောက်ကြားထဲမှာဝင်ပြီးတော့စနိုက်ကျော်တဲ့သူကနော်ဖောင်းရဲ့ဌာဖြစ်တယ်လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြည်သက်တွေတည်အောင်ဖြန့်ဝေခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်တော့ဖောင်းရဲထားနဲ့နှစ်နှစ်လောက်တွဲခဲ့တဲ့အလွမ်းပိုင်းကခုနောက်ပိုင်းမှာတော့နန်းစုရည်ဒီဆိုနဲ့ကန်ဆက်တယ်လို့ဆိုကတွဲသားတွဲလာပြုလုပ်နေခဲ့ကြတာဖြစ်ပြီးနော်ဖောင်းရဲ့ကိစ္စတွေလိုင်းပေါ်မှာပြန့်နှံ့လာပြီးတဲ့နောက်မှာတော့နန်းစုရည်ဒီဆိုကလွမ်းပိုင်းကိုတိတိတသားရှောင်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာကျင်းပါတဲ့ V47 Hair Design and Beauty Salon ဆိုင်ရဲ့ဖွင့်ပွဲအခမ်းအနားမှာဆိုရင်အဆိုတော်လွမ်းပိုင်တရုတ်ဆောင်အေဂျင့်မောင်ဆိုတော်နေဝင်တရုတ်ဆောင်နှန်းဆိုရည်ဒီဆိုအစားရှိတဲ့အနုပညာရှင်တွေကဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တာဖြစ်ပြီးအမြဲတမ်းလိုလိုတူတူထိုင်လေးရှိတဲ့လွမ်းပိုင်နဲ့နှန်းဆိုတို့ကတရုတ်တကွဲထိုင်နေခဲ့ကြပြီးတော့ဖဲချိုးဖြက်ဖွင့်လှစ်တဲ့အချိန်မှာလည်းတရုတ်နဲ့တရုတ်အဝေးကြီးမှာရပ်နေခဲ့ကြတာဖြစ်ပါတယ် နန်းဆွေရီဆိုးကတော့နေကမျက်မှန်အမဲကိုဝစ်ထားပြီးလွမ်းပိုင်ဘက်ကိုလုံးဝလှည့်မကြည့်တာကိုပြည်သက်တွေကတတိထားမိခဲ့ကြပါတယ်။မချောသုံးယောက်ကိုတယောက်ဖြစ်ခဲ့တဲ့အဆိုတော်လွမ်းပိုင်ကတော့အခုလက်ရှိမှာသုံးယောက်စလုံးရဲ့အမုန်းတွေကိုသာလက်ခံရရှိပြီးတော့ပွဲပြရမလို့ဖြစ်နေတာလည်းဖြစ်ပါတယ်။